ောက်ျားကြီးပါအောင်မှာအခုချိန်ကြီးအသားကတိတ်မကြသေးဘူးအဖက်တိုင်းပြော၃နှစ်တောင်ကြော်သွားတယ်သူလောက်ကမိဆိုင်လေးမလုံးနိုင်သူလောက်လည်း strong မဖြစ်ဘူးမိဆိုင်လေးကအဲသူ့ထက်စာရင်ပို့ပြီးတော့အဲခလေးဆန်တယ်အရာဟောလို့မျိုးအဲအသွေးသားရကသူကအမြဲစလောက်တာပေါ့နော်မိဆိုင်ဒီထက်မိဆိုင်စလောက်တာထက်သူကအများကြီးစလောက်နေမိဆိုင်ရိုးနေကပုံစံချင်းမတူ ါဒါတော့ငငယ်လေးရပေါ့ထုံးစံမှာပဲ။ तू तू အခွေထွက်တိုင်းမိဆက်နီအခွေထွက်တိုင်း तू ကလည်းလာတယ်။ तू ခွေထွက်တိုင်းမိဆက်နီလည်းလာတယ်။မိဆက်ရောတကယ်တငယ်ချင်းတကယ်အရေးကြီးချစ်ဆုံးတငယ်ချင်းတွေဆိုတော့ကိုတငယ်ချင်းအကျိုးစားအထုံးမှုကိုလာရောက်အပင်းနဲ့အဖြစ်ပေးရဖြစ်ပါတယ်ဟာအရင်အားကြပါတယ်အားကြပါတယ်ဒီခုရက်သူ plan ထားတာကြပြီ2019ရေပါဘောနော်အခုမှထွက်လာပါဘောနော်အဲဟိုဟာမစ္စတန်ကြီးလဲအမှန်တိုင်းပြောဂျားရဲမှာအဲ့လို full urban လုပ်နေတာတော်ကြပြီ2023လေးကထွက်ဖို့ အာလှုပ်ထားတာဒါပေမဲ့အာအဲ့လိုမျိုးပြောရမယ်လူကအကြမ်းမှာအဲ့လိုလှုပ်လှုပ်လိုက်မလှုပ်လိုက်အဲ့လိုမျိုးဖြစ်နေတာပေါ့အရှိန်မရှိဘူးဖြစ်နေတာပေါ့နော်သူဒီလိုမျိုးထွက်လာတွေ့တော့တကယ်ကိုအားကြမိပါတယ်ဆက်လေး happen လို့လေဒီနှစ်ကောင်ကိုကြာအဆုံးသက်မှာပါဟုတ်ဟုတ် congratulations ပါလို့ အခုထွက်တာအတွက်ကောကလေးလေးအတွက်ကောအဲ congratulations ပါဟုတ်ပြောပါတယ်ငွေချင်းတစ်ချေကအာသူရေးထားတဲ့တစ်ချေပေါ့နော်မိဆက်နေရတော့ rap တွေဝင် rap rap ပဲဝင်ရထားပါဘောအဲ့တစ်ချေဆိုလဲငွေချင်းတွေအတွက်အမှတ်တရဖြစ်အောင်ဟိုလူစွာပဲချိန်မှာမဖြစ်မှမသိကြအောင်လေအခုတော့အာအခုဆိုရင်ဒါလောကရာရဲတရားပြတဲ့ကာလရောက်ရှိနေတဲ့အခါကျတော့ တကယ်ချင်းနေပဲချိန်မှာဘလို့ခွဲခွာမလဲဘလို့နှူးချားနေရှိကြမလဲမသိတော့စုံနေစေတွေးမှတစ်ချင်းလေးအမှတ်တရဖတ်တီးွားမယ်ဆိုပြီးတော့မစ္စတာတို့ဒါ तू อ่ะ तू อ่ะတစ်စဲစပြီးတော့ဥဆောင်ပြီးတော့မစ္စတာတို့ဖန်တီးပြစ်ခဲ့ရပါအဲ့တော့ဒီတကယ်ချင်းနေပတ်သက်ပြီးတော့လဲမစ္စတာတို့တကယ်ချင်းနေအပေါင်းပြီးတော့လဲအခွေတစ်ခွေလုပ်ဖို့လဲရှိပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါတော့ဘလို့ပြောရမလဲသူ့ဝါဒနာနဲ့သူ့ရဲ့အလုံးနဲ့သူထပ်ထူရမ်းကြွားရဲဟာပေါ့နော်ဟိုသူဆိုလဲငငယ်လေးကဒီလုပ်ကိုယူယူသွတ်သွတ်နဲ့လုပ်ခဲ့ရဲလူဆိုတော့ဟိုတချင်းမဆိုရရင်တချင်းမလုပ်ရရင်တချင်းမရရင်အဲ့လို ိုမနေနိုင်ဘူးအဲ့လိုလှုပ်ချင်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးတရားဖြစ်တဲ့အတွက်ဟို तू ကတော့ကလေးပဲမူမူကလေးပဲရဝဲရ तू ကသလုံးလိုမျိုးလုံနေမယ်ထင်တယ်ခါကျ तू အဲ့လိုအေးစိတ်မနာနေဘူးအဲ့လိုအဲ့လိုနားနေရတော့ तू ကပြင်းတတ်တယ်အဲ့လိုမျိုးအဲ့လိုနားနေရတော့ तू မကြိုက်ဘူး तू ကအဲ့လိုအလုံးလောက်ကမှပျော်ရဲတချင်းလောက်ကမှ तू ကပျော်ရဲဆိုတော့ဟာ तू လောက်ကမဆိုင်မလုံးတာ तू လောက်လည်း strong မဖြစ်ဘူးမဆိုင်နေကအာ तू ချက်ဆိုင်ပို့ပြီးတော့ကလေးဆန်တယ်မဆိုင်နေကရဲ strong မဖြစ်ဘူးပေါ့နော်ဟိုကမဆိုင်နေကကြာနေနေဘယ်လိုပြောမလဲအဲ့ ဟိုကွာလို့နည်းနည်းမျောလွင့်နေတဲ့လူမျိုးပေါ့မျောလွင့်နေအလုံးမလုံးတာမဟုတ်လုံးတယ်ဒါပေမဲ့ तू ကပိုလုံးနိုင်တယ်မိဆက်တရားတော့အဲ့လိုမျိုးတစ်ခါလေကြာမိဆက်အတွက်အဲအဲ့လိုမျိုးအချိန်လေးတစ်ခုလိုအပ်တယ်ပေါ့နော်အချားဟာနဲ့အာရုံအရန်တောက်လာရင်မိဆက်တရားဒီတချင်းနဲ့ပတ်သက်ရင်တိတ်ပြီးတော့ तू ကမလုံးနိုင် तू ကအနေနဲ့လုံးနိုင်တယ်မိဆက်တရားကြောင့်အချားအာရုံလောက်ဆိုင်ပေါ်လာရင်တိတ်ပြီးတော့အာရုံကမရတော့တာမျိုးရှိတယ် तू ကအမြဲတမ်းဒီလောက်ကိုပဲအရန်ဟောလိုမျိုးအဲအသွေးသားရကတော့အမြဲစလောက်တာပေါ့နော်မိဆက်ဒီထက်မိဆက်စလောက်တာ အများကြီးစားတော့တယ်မဆက်ရုံးနဲ့ပုံစံချင်းမတူဘူးပေါ့ဟုတ်ဟုတ်အမှန်တိုင်းပြောရင်မဆက်ရကလေးဆန်နေပေါ့နော်အမကလည်းကြည့်မှာပါရေလေးကပုံစံဒီပုံစံပဲတက်တာအတက်တာကြီးလာကောမေ့တာအဲ့လိုမျိုးဆိုတော့ဟိုဟာဘာလို့ပြောမလဲအားကြရတာပဲ ို့မျိုးကြောက်တယ်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 ဆိုတာဟိုဘောတာဝန်တစ်ခုပေါ့နော်ခလေးဆိုတာကြောက်ကိုကဟိုဘာမှဖြစ်လာတဲ့အရာလေးကိုဘဝရောသူ့ဖန်တီးပြောဖန်တီးပြောခေါ်လာတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုကိုဝိုင်းတော့မရင်ကျက်တဲ့အချိန်အာမဆိုင်ဒီမှာလည်းမဆိုင်လုံးချင်တဲ့ဟာအများကြီးရှိသေးတယ်မရင်ကျက်တဲ့အချိန်ခလေးဆန်တဲ့အချိန်အမှန်တိုင်းတော့ယောက်ျားယူလာအောင်မှာအခုချိန်ကြီးအသားကတိတ်မကြသေးဘူးအမှန်တိုင်းတော့၃နှစ်တောင်ကြော်သွားတာပဲ အဲတဖြည်းဖြည်းတော့ကြလာပြီအဲ့ဟာကြီးကိုအဲ့လိုမျိုးအဲ့တော့အချိန်လေးယူချင်သေးရပါတော့အားတော့ကြပါတယ်ဒါပေမဲ့မစ္စန်နီရဲ့အာဘယ်လိုမစ္စန်နီရဲ့တောင်လူကြောင်ကြောင်ကမတူဘူးပေါ့နော်မစ္စန်နီကကြောင်အဲ့လိုပေါ့မပါနဲ့အဲ့လိုမျိုးခလေးလေးနဲ့ဆန်နေတယ်ရောအဲ့လိုမျိုးခလေးတယောက်ကိုလည်းခေါ်လာဖို့အတွက်မစ္စန်နီမှာတာဝန်ယူနိုင်တယ်အဲ့လိုခွန်အားရေအဲ့လိုစိတ်တွေမရှိသေးဘူးလို့ကိုယ့်ကိုယ်ကိုထင်တယ်ပေါ့ဟောချစ်နေရပါခလေးလေးကပြူပွဲလေ မျိုးသူ့အဖေနဲ့ပို့တူရယ်ပေါ့နော်သူ့အဖေရယ်အန်တီနဲ့လည်းတူရယ်နင်းနီအမေနဲ့လည်းတူရယ်အခုကတငယ်စစ်တဲ့အားလုံးကဘိုက်ကြီးရဲ့လွာကြီးခလေးရဲ့လွာကောင်ရနေပြီပေါ့နော်အဲ့တော့တငယ်တွေအတွက်အရင်ကပြောပါတယ်တငယ်စစ်အားလုံးကခလေးလေးကအကုန်ချစ်စရာလေးဒါပေမဲ့တကယ်ကြီးခလေးရောအားလုံးအဲ့လိုမျိုးစပြီးတော့တွေ့ရတယ်သူတို့ပြောတာအန်တီလို့မခေါ်ပါမမလို့ပဲခေါ်အဲ့မမလို့ပဲခေါ်ပါလို့ရှင်ဟုတ်တယ်ဟုတ်တယ်ဒါဟုတ်တယ်တကယ်ကြီးကခေါင်းနေရောခလေးကခေါင်းပါမှာဆိုတော့သူကလည်းမပြော ောက်ငုံယူပါရယ်အာနောက်ထပ်လည်းမဆက်ညခွားအများကြီးပေးပြီးတော့အများကြီးချစ်ပေးပါအောင်လို့ဒီနေ့ရဲ့အခွေကိုလည်းပြည်သက်တွေအားလုံးအာကျင်းနေကြမယ်လို့ထင်ပါတယ်ဒီတချင်းတွေအရင်ကောက်ပါရယ်လို့ပြည်သက်တွေအားပေးပါအောင်လို့ပြောချင်ပါရှင်